မင်္ဂလာပါရှင်ကျမဒေါက်တာခင်စိုးကြည်ပါအကိုတိုင်းပြည်မဲဆန္ဒနယ်ကပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြစ်ပါကျမတို့လူသားတိုင်းမှာဝေးရပါလူအခွင့်အရေးရယူပိုင်ဆိုင်ခွင့်အားလုံးဒန်းတူရှိကြပါဒါအပြင်ဒီမိုကရေစီရဲ့အခွင့်အရေးတွေဖြစ်တဲ့လွတ်လပ်ခွင့်ငြိမ်းချမ်းခွင့်ဒန်းတူညီညွတ်ခွင့်နဲ့တရားဥပဒေစိုးမိုးမှုကိုညီမျှစွာရရှိနိုင်ခွင့်ဒါတွေကလည်းရယူပိုင်ဆိုင်ကြရမှာဖြစ်ပါတယ်ဒါအပြင်အမျိုးသမီးကလေးတန်ငယ်အဆရှိတဲ့ အဲကျမတို့လူနည်းစုတွေရဲ့အခွင့်အရေးတွေကလည်းဒါခြံထားလို့မရတဲ့အရာတွေဖြစ်ပါလေသို့တော့ကျမတို့ရဲ့နိုင်ငံမှာဒီအခွင့်အရေးတွေအလုံးစိတ်သုံးပျောက်ကွယ်ပြီးတော့အမှောင်ဖုံးခဲ့တာကြာပါပြီအခုຫນွေဦးတော်လှန်ရေးမှာပြည်သူတရက်လုံးကကြာရအခမ်းကဏ္ဍကနေပြီးတော့ဒီအမှောင်တို့ကိုဖယ်ရှားဖို့အတွက်အင်တိုက်အားလိုက်တော်လှန်ရေးမှာပါဝင်နေကြပါတယ်ထို့အတူကျမတို့လွတ်တော်ကိုယ်စားလှယ်များအားလုံးကလည်းပြည်သူတွေနဲ့အတူတူဒီຫນွေဦးတော်လှန်ရေးနိုင်သည့်အထိကျမတို့ရဲ့အခွင့်အရေးတွေအလုံးရယူပိုင်ဆိုင်နိုင်တဲ့အထိ ိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။ငါတို့ရဲ့အတန်၊ငါတို့တိုက်ပွဲ၊ငါတို့အခွင့်အရေး၊ our voice, our fight, our rights ။ PP ဆိုင်ရာလူခွင့်ရေးကြေညာစာတမ်းကို1948ဒီဇင်ဘာ10ရက်နေ့မှာအပြည့်ပြည့်ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီဇင်ဘာလ10ရက်နေ့ကို PP ဆိုင်ရာလူခွင့်ရေးနေ့အဖြစ်သတ်မှတ်ပြီးကျင်းပလာခဲ့တာဒီနေ့ဆိုရင်89ကြိမ်ရှိပါပြီ။ ကျွန်တော်တို့မြန်မာနိုင်ငံဆိုလို့ရှိရင်လေ1948ကစပြီးတော့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်ခဲ့ပြီးတော့ပြည်ပဆိုင်ရာလူခွင့်ကြီးညာစာရန်ကိုထောက်ခံခဲ့တဲ့အမှားဆုံးထောက်ခံခဲ့တဲ့နိုင်ငံဖြစ်ပါတယ်ဒီကြီးညာစာရန်ဟာဆိုလို့ရှိရင်ကောမရှိတဲ့လူသားအားလုံးရပ်ပိုင်권ရှိတဲ့အခွင့်အရေးတွေကိုတူးတူးတယောက်ချင်းချင်းစီတိုင်းကလောလတ်စွာရရှိခံစားကျင့်သုံးနိုင်ကြရမှာဖြစ်ပါတယ်သို့သော် ကျွန်တော်တို့တိုင်းရင်းသားပြည်သူတူးရောက်ချင်းစည်းတိုင်းဟာရောက်ရှိနေတဲ့နေရာဒေသအသီးသီးမှာလူခွင့်ချိုးဖောက်မှုဖြစ်စဉ်တွေများစွာကြုံတွေ့ခံစားနေရပါတယ်။ဒီဖြစ်စဉ်တွေရဲ့အဓိကရေးတောက်မြစ်ကအာနာရှင်စနစ်စစ်စစ်ရဲ့စိုးကျိုးအမွေဖြစ်တယ်ဆိုတာကိုကျွန်တော်တို့မေးပျောက်ထားလို့ရမှာမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့နောက်အနာဂတ်မျိုးဆက်တွေအတွက်ဒီလိုလူခွင့်ချိုးဖောက်မှုတွေဖြစ်စဉ်တွေဆက်လက်မခံစားစေရအောင် အခွင့်အရေးတွေပြည့်ဝဆိုတာခံစားရအောင်ကျွန်တော်တို့အားလုံးဆက်လက်ပြီးအတူတကျအတူတကွတိုက်ပွဲဝင်သွားကြရမှာဖြစ်ပါတယ်။စ조사ရုံးကန်သွားကြရမှာဖြစ်ပါတယ်။ဒါကြောင့်ငါတို့အတန်ငါတို့တိုက်ပွဲငါတို့အခွင့်အရေးအတွက်ဆက်လက်조사ရုံးကန်သွားကြပါစို့လို့တိုက်တွန်းမှုရပါ